မေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာ ချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာလူရင်းကဒါပဲเนาะတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းဒါဒါမေတ္တာအဖွဲတွေအနှဲတွေနဲ့နားထောင်ကောင်းအောင်ရွတ်ဆိုနေတာမျိုးကိုအတိကထားလို့မရဘူးเนาะကိုယ့်ရဲ့စိတ်ထဲကတကယ်လှိုက်လှိုက်လဲလဲတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားတာအဲ့ဒီစိတ်ထားကိုတက္ကတက္ကဖြစ်အောင်ကြိုးစားတာ အဲ့ဒါကိုမေတ္တာဘာဝနာပေါ့မေတ္တာတရားထားတဲ့နေရာမှာမြတ်မြတ်စွာဘုရားကကိုယ်နဲ့နှိုင်းစာပြီးတော့မေတ္တာတရားထားရမယ်လို့အဲ့ဒါလိုအခြေခံကြကြဟောတယ်ကိုယ်နဲ့ဘလို့နှိုင်းစာရမှာတော့ကိုယ်ဘလို့သဘောထားရှိတော့ကိုယ်ဆန္ဒတွေဘလို့ရှိတော့ဆိုတာကိုအရင်စဉ်းစားပေါ့တရားမတော်ဥရှင်တို့တွေဟာဘေးရန်ကင်းကျင်ကြတယ်။ကျမကြီးကောင်းကျင်ကြတယ်။နှလုံးစိတ်ဝမ်းငြိမ်းချမ်းကျင်ကြတယ်။အစအစရာရာကျန်ကျန်းမာမာချမ်းချမ်းသာသာအစဉ်ပြေပြေဘေးကင်းရန်ကင်း နေလိုထိုင်လိုကြတယ်။ဒါတတဝါတိုင်းရဲ့ပင်မဆန္ဒကြီးပေါ့နော်။အဲ့ဒါလိုပဲကိုယ်မှလည်းပဲအဲ့ဒါလိုလိုရင်းဆန္ဒတွေရှိတယ်ဆိုရင်တခြားသောတတဝါတွေဟာလည်းပဲအဲ့ဒီလိုလိုရင်းဆန္ဒရှိကြတယ်ဆိုတာကို နားလည်ရမယ်။အဲ့ဒါလိုနားလည်ပြီးတော့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့တတဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတဝါတွေရဲ့ပုံမှာတကယ်ကောင်းသားစေခြင်းနဲ့စိတ်ပေးရန်ကင်းစေခြင်းနဲ့စိတ် ်မကြမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစေဝါငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုရှင်ရဲမှုမှမတွေ့စီလိုမကြုံစီလိုဘူးဆိုတဲ့ဒီမောမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုကိုကထက်ခါထက်ခါဖြစ်အောင်ကြိုးစားရမှာဟုတ်လားကြိုးစားလို့ရှင်သူကကျွမ်းကျင်လာတဲ့အားရှိလာတဲ့အစုအပုံဖြစ်လာတဲ့မေတ္တာတရားကကိုတန်တန်မှာဟုတ်လားအဲ့ဒီလိုမေတ္တာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှင်ရရှိမဲ့အကျိုးကျေးဇူးကတရားဓမ္မတို့ဦးဇင်းတို့တွေအကုန်နားမလည်နိုင်ဘူး မေတ္တာတရားရဲ့စွန့်ရည်တတ္တိဟာအလွန်တရာမှကြီးမားတယ်။သူတည်းစွန့်ရည်တတ္တိကြီးတာကတော့ဥရှင်တို့နော်မေခင်ရှင်ပအချင်းမြတ်တရားနော်ဝိပဿနာတရားဒါပဲရှိတော့တယ်။ဒါကြောင့်မေတ္တာကိုမြတ်စွာဘုရားကအများကြီးအသုံးပြုဖို့နော်တိုက်တွန်းနှိုးဆော်တော်